တူချင်းတယောက်ချင်းစီပေါ်မှာပဲမှုတည်ပါတယ်ဒါကိုကိုကိုပဲအရင်ပြန်စဉ်းစားကြည့်တာပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကနေအခုနေ့လပကိုတမိုးထားတာချင်းခံယူတာချင်းကြိုက်တဲ့ကြိုက်ချင်းညင်ချင်းဘာမှမတူတော့ဘူးမလားဟုတ်တယ်မတူတော့ဘူးအရွယ်ရလာတဲ့နေ့အမြကိုတက်တောင်တက်တာရှိဖို့သူများအမြင်မှာတင့်တယ်ယုံစက်တရေရှိယုံဟိုအလုတ်နဲ့အဝင်ဝင်ကြဖြစ်ယုံ fashion တို့အလဘတို့ပဲဦးစားပေးတော့တယ်လေငယ်တုန်းချိန်တုန်းကတော့အဲ့လိုမဟုတ်ဘူးဟုတ်တယ်တကူးတကဒီအတွက်ကိုလုံးပန်းနေအချိန်ပေးကြတယ်အဲ့တော့အရွယ်နဲ့အမြ life size ပြောင်းလဲလာတာနဲ့အမြအချိန်ချိန်ခါပြောင်းလဲလာတာနဲ့အမြလူတွေကလည်း fashion နဲ့အလဘပိုင်းဆိုင်ရာနောက်ဆုံးတိုင်းပြည်တိုင်းအစည်းအဝေးရေလူမှုရေနိုင်ငံရေးအကုန်လုံးနဲ့သက်ဆိုင်ပါတယ်ဒါဆိုတော့နောက်အခုဆိုလို့ရှိလို့ရှိရင်ကဘာကြီးက တော်တော်လေးပူနွေးလာတယ်ဘလို့ဒီခါတိုင်းပုံမှန်အရင်တော့မဖြစ်ခဲ့တဲ့ဒီတဘာဝဘေးအန္တရာယ်လည်းအများကြီးဖြစ်တယ်ဖြစ်တယ်ဆိုတော့အမတို့ reflection designer တွေအကောင်လုံးကလည်းအမတို့ကန့်နိုင်တဲ့ဘက်ကဒီအပိုင်းမှာပေါ့အထူးသဖြင့် fashion industry ကအလုံးပုံလည်းသိတဲ့အတိုင်းပဲအကောင်လုံးကဟိုအမှန်တိုင်းပြောရင်ဒီကဘာကြီးကိုဒီတဘာဝပတ်ဝန်းကျင်ကိုပြည့်စည်နေတဲ့ဒုတိယအကြီးဆုံး industry ဖြစ်နေတယ် အထည်တစ်ခုချုပ်ဖို့ဆိုတာနေရာလဲလိုသေးတယ်ဝန်ထမ်းတွေလဲလိုသေးတယ်เนาะပြီးတော့ဟိုအဖက်ဖက်က accessory စီအကုန်လုံးကိုလည်းအဲ့ဒါတွေလည်းတောင်းရသေးတယ်အုံနောက်လည်းတောင်းရတယ်အချိန်လည်းပေးရတယ်ဆိုတော့အဲ့ဒီဖန်တီးထားတဲ့ပညာရှင်တဦးတယောက်စီရဲ့အမှုပညာကြီးနဲ့ရင်းနှီးဆိုင်ထုတ်မှုအများကြီးရှိတယ်ပေါ့နော်အဲ့ဒီရတံပိုးတွေပေါ့အဲ့ဒါတွေကိုကြတော့လူတွေကကြတော့ကြွက်ဖို့ထက်ကစမာတွေကဟိုးလုံးမှာပေါ့လေနားမလည်ခဲ့ကြတော့အဲ့လိုမျိုးလေးရှိရပါတော့ life do rain in lie siri yon in lie fight bb line bo ma ro se ya chi gain ne ma ni bi talk ba chi ba tain pai me da do ye fight bb ကိုနီးပညာတွေအကုန်လုံးကကြည့်လို့ရတယ်ပြုတ်ခိုးလို့ရတယ်ယူလို့ရတယ်နီးပညာတွေပြန့်ပေါ်ရတာပေါ့နော်အဲ့မဲ့သူတို့တွေကလည်းလဲဟို ဖြတ်တစ်ဖြတ်လေးတွေပဲတင်ကြတာပေါ့နော်။ဒါပေမဲ့အဲ့လိုမှမတင်ဘူးဆိုလို့ရှိရင်ရုပ်တရက်ကြည့်လိုက်လို့ရှိရင်ဒါဘယ်လိုလုပ်ထားလဲဆိုတာမသိတဲ့အတွက်တမိုးပထတာပေါ့။အော်ဒီလောက်သေးစိတ်ပါလား။ဒီလောက်ချိန်ပေးရပါလား။ဆိုတော့ဒီပစ္စည်းတွေဒီလိုတွေသုံးရပါလားဆိုတော့သိရင်နားလည်လာတဲ့အချိန်မျိုးမှာမှအော်ဒါတန်ဘူးထားတာကမှသိတယ်ဆိုတော့ brand เนี่ยသူတို့ရဲ့ဒီ behind the scene video လေးတွေဗာလေးတပ်ပုံလေးတွေတင်ကြတယ်တင်ပြီးတော့ဒီ story ကိုပြောကြတယ်ပေါ့ နောက်ဆုံးကျတော့လည်း fashion ကဟိုတော်တော်များများဟိုဘယ်လိုခေါ်မလဲဒီဖန်တီးမှုရဲ့အပြင်ကိုသူ့ရဲ့နောက်က storytelling ပေါ့ဒီ story ကိုပြောပြကြတာပေါ့လေအဲ့တော့တဖြည်းဖြည်းနဲ့လူတွေကအဲ့ဒီတံပိုးထားနားလည်လာကြတယ်ဟိုအားလုံးကိုဆိုလိုတာမဟုတ်ပါဘူးသိပြီတဲ့လူတွေသိပြီတလို့ပေါ့နော်ဟိုဟိုတစ်ခါတလေအလံဝေးနေတဲ့ဒီ fashion နဲ့ပတ်သက်တဲ့ knowledge လေးတွေနဲ့အလံဝေးတဲ့ သူတွေလည်းတဖြည်းဖြည်းနဲ့ပို့ပြီးသိလာရင်းနှီးလာကြတာပေါ့အဲ့လိုလည်းတဖြည်းဖြည်းနဲ့အော်တိုဒီဖက်ရှင်လောကကြီးကရှင်သန်လာတယ်လို့ပြောလို့ရတာပေါ့တူးချင်းတယောက်ချင်းစီပေါ်မှာပဲမှုတည်ပါတယ်ဒါကိုကိုကိုပဲအရင်ပြန်စဉ်းစားကြည့်တာပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကနေအခုနေ့လပကိုတမိုးထားတာချင်းခံယူတာချင်းကြိုက်တဲ့ကြိုက်ချင်းအမြင်ချင်းဘာမှမတူတော့ဘူးမလားဟုတ်တယ်မတူတော့ဘူးအရွယ်ရလာတဲ့နေ့အမြတ်ကိုတက်တောင်တက်တာရှိဖို့ သူများအမြင်မှာတင့်တယ်ယုံစက်တည်ရှိယုံဟိုအလုံနဲ့အဝင်ဝင်ကြဖြစ်ယုံ fashion တို့အလဘတ်တို့ပဲဥစားပြတော့တယ်လေငယ်တုန်းချိန်တုန်းကတော့အလုံမဟုတ်ဘူးဟုတ်တယ်တကူးတကဒီအတွက်ကိုလုံးပန်းနေအချိန်ပေးကြတယ်အဲ့တော့အရွယ်နဲ့အမြ life size ပြောင်းလဲလာတာနဲ့အမြအချိန်နေချိန်ခါပြောင်းလဲလာတာနဲ့အမြလူတွေကလည်း fashion နဲ့အလဘတ်ပိုင်းဆိုင်ရာနောက်ဆုံး တိုင်းပြည်တိုင်းအစည်းအဝေးရေလူမှုရေနိုင်ငံရေးအကုန်လုံးနဲ့သက်ဆိုင်ပါတယ်။ဒါဆိုတော့နောက်အခုဆိုလို့ရှိလို့ရှိရင်ကဘာကြီးကတော်တော်လေးပူနွေးလာတယ်။ဘလို့ဒီခါတိုင်းပုံမှန်အရင်တော့မဖြစ်ခဲ့တဲ့ဒီတဘာဝဘေးအန္တရာယ်လည်းအများကြီးဖြစ်တယ်။ဖြစ်တယ်ဆိုတော့အမတို့တွေ fashion designer တွေအကုန်လုံးကလည်းအမတို့တက်နိုင်တဲ့ဘက်ကဒီအပိုင်းမှာပေါ့အထူးသဖြင့် fashion industry ကအလုံးပုံလည်းသိတဲ့အတိုင်းပဲအကုန်လုံးကဟို အမှန်တိုင်းပြောရင်ဒီကဘာကြီးကိုဒီတဘာဝပတ်ဝန်းကျင်ပျက်စီးစေတဲ့ဒုတိယအကြီးဆုံး industry ဖြစ်နေဖြစ်နေတယ်ဆိုတော့အဲ့ထဲမှာဒီ polyester တွေ nylon တွေမကြေပြတ်လာတဲ့ပစ္စည်းတွေတော့တို့အများကြီးသုံးရတယ် fashion မှာအဲ့တော့အခုဆိုလို့ရှိရင်အဲ့ဒီအရာကိုရှောင်ရှားတဲ့အနေနဲ့အားလုံးက sustainable ကိုဥတည်နေကြတယ် sustainable ဖြစ်ဖို့အတွက်အားလုံးက recycle လုပ်ကြတယ်ခြေတွေသုံးပြီးသားဝတ်စားတွေဆိုပြန်ခြေဖြတ်ပြီးတော့မှအဲ့ခြေတွေကိုပြန်သုံးပြီးတော့ recycle လုပ်ကြတယ် ပြီးတော့ဝတ်ပြီးသားအဝတ်အစားတွေကို thrift တွေပြန်ဝတ်ကြတယ်။အဲဆိုတော့ပြစ်ပင်အစားကြည်ပြက်လွယ်မလွယ်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ပြန်သုံးကြတယ်။ပြန်ပြီးတော့ရှီအဒီပိဿအဟောင်းတွေဘာတွေကိုလည်းပြန်ဖန်သေးကြတယ်။ချိုးပိဿအဟောင်းတွေကိုဖြက်စီးပြီးတော့ fiber တွေကိုပြန်ယူပြီးတော့ခြီးပြန်ထုတ်တယ်ပြန်ရက်တယ်။အဲ့ဒါတွေအထိတိုးတက်နေတဲ့ဆိုတော့ဒါလည်းဟိုတော်တော်ကြာပါပြီ။ကမ္ဘာမှာနိုင်တိုးတက်တဲ့နိုင်ငံတွေမှာလောက်နေရဆိုတော့ auto တွေတိုင်းမှာလည်း င်နဂိုရီရင်တော့မြန်မာပြည်မှာတော့ဒီနိုင်လွန်တွေပေါ်လဲစားရည်လည်းမထုတ်နိုင်ဘူးဆိုတော့ဘာမှပြရတော့အဲ့ပိုင်းနဲ့ဆိုင်တော့နေသေးတာပေါ့ဒါပေမဲ့ဝတ်ဆင်မှုအပိုင်းကျတော့အများကြီးဝတ်တယ်လေတင်သွင်းတယ်လေအဲ့တော့အဲ့ဒါကြီးကလည်းဟိုကဘာကြီးပူနွေးတယ်ဆိုတဲ့အရာမှာတော့ကဘာလုံးပူနွေးတာကိုယ်နိုင်ငံတနိုင်ငံပဲပူနွေးလို့ကိုယ်နိုင်ငံမှာမပစ်ဘူးသူများနိုင်ငံမှာတော့ပစ်မယ်လို့လည်းလုပ်လို့မရဘူးလို့တော့အဲ့လိုဆိုတော့အဲ့အပိုင်းကပို့ပြီးတော့ပြူဆိုင်ဖို့တော့လိုအပ်တယ်တော်တို့ပြီးတော့အခုပမာပြီမှာထွက်တဲ့ကဘာဝချီတွေကြာချီတွေထားပါတော့ဥမာ နန္ဒချီသဘောတဘာဝထွက်တဲ့ချီတွေအကုန်လုံးပေါ့လေအဲ့ဒါတွေကိုပို့ပြဦးစားပေးပြတော့တို့သုံးနိုင်သုံးကြဖို့စူးစမ်းကြရမှာပေါ့အဲ့ဒါတွေကလည်းသုံးဖို့ဆိုတာ recycle လုပ်ဖို့ဆိုတာ၄ sustainable ဖြစ်ဖို့ဆိုတာဤပညာတွေလည်းအများကြီးလိုသေးတယ်အမတို့မှလည်းလိုအပ်ချက်တွေအများကြီးအများကြီးရှိသေးတယ်အခုမှအစပဲရှိသေးတာပေါ့နော်ဒါပေမဲ့တူးချင်းတယောက်ချင်းစီကတတ်နိုင်တာလေးတွေကိုဘယ်လိုခေါ်မလဲတာဝန်ယူပြီးကိုနိုင်သလားပေါ့နော်တာဝန်ယူပြီးလောက်သွားကြမယ်ဆိုလို့ရှိရင်တော့ဒီအောင်လည်းထိမ့်သိမ့်နိုင်မှာ အဓိကတော့ကိုကိုတိုင်းကဘာကြီးပြုနွေးလာတဲ့အချိန်မှာဒီတဘာဝပေးအန္တရာယ်တွေကိုတိုင်းပြည်တိုင်းနိုင်ငံနိုင်ငံသားတိုင်းအားခံစားကြရတာဖြစ်တယ်ဖြစ်တော့အမတို့တွေလည်းအကုန်လုံးအမတို့တွေရောအမတို့ customer တွေရောမိတ်ဆွေတွေအကုန်လုံးဒီကိုယ့်ရဲ့တာဝန်လို့ယူဆပြီးတော့မှကိုတက်နိုင်တာလေးကိုတက်နိုင်တဲ့ပိုင်းပေါ့နောက်ဆုံးအမိုက်ဖြစ်တာစာစီကန်ရှိဖို့ plastic သုံးတာစီကန်ရှိဖို့ ပလတ်စတစ်တွေကိုတခြားဆုံးပစ်ဖို့ဆိုတော့ဟိုတို့အလုံးဝိုင်းပြီးတော့မှတာဝန်ယူပြီးတော့တနိုင်တပိုင်းလေးလုံနိုင်သလောက်ကလေးကိုတာဝန်ယူရမယ်ဆင်ញင်ရမယ်ဆိုလို့ရှင်တော့ဟိုအခုခံစားနေရတဲ့ဒုက္ခတွေဖြည်းဖြည်းချင်းပြေလျော့သွားကြမှာပေါ့နော်ဒါကတော့အလုံးတို့မောင်နှမတွေအကုန်လုံးကိုးရအောင်ပါလေ ဒါအဲတဲမှာတော့အများကြီးပေါ့ဒါကတော့လေကိုယောက်ကအရင်စွန့်ပြီးတော့မဆန်းကြည့်ကြပေါ့ဒါဒီမှာတော့အခက်ခဲတွေအများကြီးမတို့ရင်ဆိုင်ချုပ်ထွေးရတယ်ဆိုတော့လေအသိန်းတစ်ခုလုံးဆိုတော့မတို့ကိုခက်ခဲမှာပေါ့တကယ်တော့အမှန်တိုင်းပြောရင်အသိန်းတစ်ခုလုံးနဲ့လှုပ်ချင်တာပါကိုရင်တော့လှုပ်ခဲ့သလိုပေါ့အကြီးကြီးတွေ ပွဲတွေပေါ့လေဒါပေမဲ့လည်းဟိုလက်လျှော့လာဆိုလည်းမလျှော့ပါဘူးအားလုံးစူးစမ်းကြရမှာပေါ့အခုလုံးလုံးဆိုတော့ဒီကိုယောက်နဲ့အရင်စုပြီးစမ်းလှုပ်ဖြစ်တဲ့ပွဲလေးနှစ်ပွဲရှိပြီပေါ့လေဒီပွဲလေးမှာအားလုံးကြံတဲ့အသိန်းဖွဲ့ရမှာမနှမတွေ အကုန်လုံးရောကျန်တဲ့ fashion ဝါသနာပါတဲ့ဒီလုပ်ငန်းကိုလုပ်နေတဲ့ဟိုဘယ်လိုခေါ်မလဲလုပ်ငန်းသူညီကိုပေါင်းတို့မှတသားသမီးတွေအားလုံးရော fashion ကိုချက်မြတ်လို့တဲ့မိတ်ဆွေတွေအားလုံးရောအမတို့ဒီပွဲကိုလာရောက်ဖို့ဒါမှမဟုတ်လည်းမလာနိုင်ဘူးဆိုလည်းနေရတပည့်သားသမီးတွေမိတ်ဆွေတွေအကုန်လုံးလည်းဒီဘယ်လိုခေါ်မလဲဒီမီဒီယာအသီးသီးကနေကြည့်ရှုဖို့အမတို့ဖိတ်ခေါ်ပါတယ်အမတို့ဟိုဘယ်လိုခေါ်မလဲဒီပွဲအတွက်ခုလိုတကူးတကား ဟိုအချိန်ပေးပြီးတော့အမြဲတမ်းကုညီစောင့်ရှောက်အန်ပေါ်တိုဘက်ကတာဝန်ကြည်သည်ရှိမကြည်သည်ရှိတော့ဒါပေမဲ့အမြဲတမ်းတက်တက်ကြွကြွနဲ့ဝိုင်းဝန်းပြီးတော့မှဒီလိုပြည်သူတွေဒီမိတ်ဆွေတွေအကုန်လုံးနဲ့အမြဲတမ်းပန်းကူဆက်သွယ်ပေးတဲ့မီဒီယာဆရာဆရာမတွေအားလုံးကိုလည်းကျေးဇူးတင်နေအသိဆောင်မှာရင်းရှိလို့ရှိရင်လည်းခွလွတ်ပါလို့လူမျိုးမြေတိုင်းအခမ်းအနားမှာပါတယ်အားလုံးကျေးဇူးတင်ပါတယ်